လမ်းဘေးတုတ်ဒီဘွားကနေတလောက်ကိုတိန်းတောင်းကျော်ဝင်ငွေရှိလာခဲ့တဲ့မမကြီးသွေးကေမမကြီးသွေးကေကတော့လက်ရှိမှာဆိုရင်ဆိုရှယ်မီဒီယာမှာလူများအားကြားရတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်။စားတော့ကုန်လုပ်ငန်းတွေနဲ့နာမည်ကြီးလူတီများလာခဲ့တဲ့မမကြီးသွေးကေဟာသူ့ဘွားရဲ့နောက်ကျောင်းကြောင့်ပို့ပြီးတော့လဲလူတီများလာတာဖြစ်ပါတယ်။တကယ်တော့အခုချိန်မှာကျန်းတာသူတယောက်ဖြစ်ပေမဲ့တချိန်လုံးကလမ်းဘေးမှာအတုတ်ရောင်းခဲ့ရတာဖြစ်ပါတယ်။မိခင်ချစ်သူကလည်းအတုတ်ရောင်းရင်းနဲ့သာရှာကျွေးခဲ့တာမို့မမကြီးသွေးကေကလည်းအတုတ် ရောင်းတဲ့အလုပ်ကိုလှုပ်လာခဲ့တာပါ အမကြီးတို့အမိယာဆိုသလိုအိမ်ငယ်စည်းပွားရေးကိုငငယ်ရွယ်ရွယ်နဲ့လှုပ်ပြီးတော့အတိုးရောင်းခဲ့ရသလိုအိမ်ထောင်ကြတော့လေအိမ်ထောင်ရေးကကံမကောင်းခဲ့ပြန်ပါဘူးကိုဝန်ဆောင်လို့ကလေးမွေးနေတဲ့အချိန်မှာပဲခင်ပွန်းဖြစ်သူကနောက်မိန်းမနဲ့ဖောက်ပြန်သွားခဲ့တာပါကလေးမွေးချင်းရောက်တာဖောက်ပြန်သွားတာကိုခိုင်လိုက်ရတဲ့ဖြစ်ကတော်တော်လေးကိုစိုးပါတယ်မမကြီးသွေးကဒီဒန်တွေကြောင့်ပဲချမ်းသာတဲ့သူတယောက်ဖြစ်လာခဲ့တာပါရောက်တာကပစ်သွားတဲ့အချိန်မှာကလေးတယောက်နဲ့ကြံခဲ့တာမူတာဖြစ် ူဘူလူယာဝင်အောင်ပြုစုပြောထောင်မယ်ဆိုတဲ့စိတ်တစ်ခုတည်းသာရှိလာပါတော့တယ်။ဒါကြောင့်မို့လဲရရအလုပ်ကိုလုပ်ပြီးတော့စီးပွားရှာပါတယ်။ဆိုရှယ်မီဒီယာမှာလူသိများအောင်လုပ်ပြီးတော့အိမ်တွင်းမှုစားတော့ကုန်တွေကတခုပြီးတခုဖြစ်လာခဲ့တာတဖြည်းဖြည်းစုဆောင်ရင်းကနေကိုဘိုင်းစတိုးဆိုင်ထိတဆိုင်မှာဖွင့်လာနိုင်ခဲ့တာပါ။ဒါအပြင်စိန်ရွှေရတနာဆိုင်တဆိုင်မှာဖွင့်လာနိုင်တဲ့အထိကိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့အခုဆိုရင်မကြီးထွေးကေဟာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဦးစီးဦးဆောင်လုပ်ကင်နေတာဖြစ်ပါတယ်။တစ်ချိန်လုံးကအတုတ်ရောင်းခဲ့ရတဲ့မကြီးထွေးကေဟာအခုဆိုရင်တလောက်ကိုသိန်းတထောင်ကျော်လောက်ကိုရှာနိုင်လာခဲ့ပါပြီ။တလောက်ကိုသိန်းတထောင်ကျော်လောက်ထိဝင်ငွေကောင်းလာတဲ့အတွက်လည်းလက်မထောင်လာနိုင်တာဖြစ်ပါတယ်။မမကြီးထွေးကေကစီးပွားရှာတော့တာကိုလည်းကြွယ်ဝတ်မထားဘဲနဲ့လူတွေတိအောင်အကုန်လုံးချပြတာပါ။တရက်ကိုသိန်းရချီဝင်နေကြောင်းကိုလည်းအမြဲလိုလိုချပြတတ်တာဖြစ်ပါတယ်။မမကြီးထွေးကေအတွက်ကတော့ဝင်ငွေတို့ အေကိုပုံမှန်ချပြနေရတာကိုစိတ်ချမ်းသာနေတာလည်းဖြစ်ပါတယ်။တချို့ကလည်းမမကြီးသွေးကေရဲ့စီးပွားရေးလုပ်ငန်းတွေကတန်တရောကြောင့်ရဟုတ်ရဲ့လားလို့တောင်မှတန်တဲ့ဝင်ကြပါတယ်။တမီဦးကြောင့်မဟုတ်ပဲချမ်းမတန်ပါတဲ့လုပ်ငန်းတွေနဲ့စီးပွားရှာနေတာဆိုပြီးတော့လည်းပြောဆိုဝေဖန်ကြတာပါမကြီးသွေးကေကတော့သူ့လိုမနာမနေစူးစမ်းခဲ့မယ်ဆိုရင်ခုလိုစီးပွားရေးလုပ်ငန်းမှအောင်မြင်မှုတွေရလိမ့်မယ်ဆိုပြီးတော့တော့ပြန်ပြီးတော့တုံ့ပြန်တာဖြစ်ပါတယ်။ခုလိုဝေဖန်တာကလည်းအောင်မြင်နေတဲ့သူမကိုမနာလို့တာကြောင့်ဆိုပြီးတော့ဒါပြောထားတာပါမမကြီးသွေးကေအောင်မြင် နေရတဲ့အကြောင်းရင်းတွေတဲကတခုကတော့ဝန်တန်းတွေအပေါ်မှာမိသားစုလိုဆက်ဆံပေးတတ်တာပါဝန်တန်းတွေကိုကြော်သားရင်သားမခွဲခြားသလိုသူ့ဘက်ကလှုပ်ပေးနိုင်တာအားလုံးလှုပ်ပေးပြီးတော့လိုအပ်တာလည်းအားလုံးထောက်ပံ့ပေးပါတယ်ဒါကြောင့်မို့ဝန်တန်းတွေကလည်းသူ့ကိုချစ်ပြီးတော့အလုပ်တွေတေချာလုပ်ပေးကြပါတယ်မမကြီးသွေးကေဟာအလူတန်းလဲရရောတာကြောင့်မကြကနဆိုသလိုတက်နိုင်တလောက်လူတန်းပေးတာတွေလည်းရှိပါတယ်လက်တလုံးမှာဆိုလဲစပိုတရုတ်ဆောင်ပုံရဲ့တားကိုအကြောင်းပြီးတဲ့အထူးပညာရေးအတွက်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်တို့ရောင်းနဲ့ ဘဝကနေတင်းတောင်းချီချမ်းသာတဲ့သူဒေမကြီးဖြစ်လာခဲ့တဲ့မမကြီးသွေးကေကိုအားကျမိလားဆိုတာပရိသတ်တို့ရဲ့အမြင်လေးကိုမဲ့လေးထဲမှာပြောပြပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။လမ်းဘေးတို့ဒီဘဝကနေတလောက်ကိုတင်းတောင်းကျော်ဝင်ငွေရှိလာခဲ့တဲ့မမကြီးသွေးကေမမကြီးသွေးကေကတော့လက်ရှိမှာဆိုရင်ဆိုရှယ်မီဒီယာမှာလူများအားကြရတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်။စားတောက်ကုန်လုပ်ငန်းတွေနဲ့နာမည်ကြီးလူတွေများလာခဲ့